မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ Brazil fighter Bruno Silva ကကျွန်တော်တို့ရဲ့ Chain fighter လေး Joshua Ban ကိုအမောက်သိပ်ပြီး bonus super sub ခုပြမယ်ဆိုပြီးကြွေးကြော်လိုက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် UFC 360ပြိုင်ပွဲကျင်းပဖို့အတွက်ရက်ပိုင်းသာလိုတော့တာဖြစ်ပါတယ်ဒီပြိုင်ပွဲကိုလာမယ့်ဂျွန်လ10ရက်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပသွားမှာပါ။ ဂျိုရှွာဘန်နဲ့ဘလူးနိုဆေးပါတို့တွဲဆိုင်ကတော့တနင်္ဂနွေနေ့မနက်ပိုင်းမြန်မာစံတော်ချိန်မနက်6နာရီဝန်းကျင်မှာကြည်ရပွဲရှိတယ်လို့ကြိုပြီးခန့်မှန်းပေးထားကြပါတယ်။လက်ရှိမှာတော့ကျွန်တော်တို့ရဲ့လူငယ်ဖိုက်တာလေးကဝိတ်ကက်လုတဲ့အပိုင်းတွေကိုအာရုံစိုက်လေးရရှိပါတယ်။သူရဲ့ဘေးမှာ MMA နီးပြတွေဖြစ်တဲ့ Striking နီးပြ Frankenstein, MMA နီးပြ Daniel Pineda, BJJ နီးပြနဲ့ Strength and Conditioning နီးပြတို့ပါလိုက်ပါလာတာတွေ့ရပါတယ်။ ပြောရရင်ဒီတစ်ခါဂျိုရှွာဘန်ရဲ့ဘေးမှာအတော်လေးလူဆုံးတက်ဆုံးရှိတယ်လို့ဆိုလို့ရပါတယ်။ရူနိုဆေးပါကတော့ပုံမှန်အားဖြင့်ပွဲတစ်ပွဲအတွက်ပြင်ဆင်လေ့ကျင့်မှုတွေလှုပ်ဆောင်ပြီးဆိုရင် American Totti မှာလေ့ကျင့်ပြင်ဆင်လေးရှိသူပါ။သူဟာ Henry Cejudo နဲ့လည်းပူးတွဲလေ့ကျင့်ခဲ့မှုသလို Diego Lopez နဲ့လည်းအတော်လေးရင်းနှီးတဲ့ fighter ဖြစ်ပါတယ်။သို့တော်လည်းဒီပွဲအတွက်ပြင်ဆင်မှုတွေကိုတော့ Brazil မှာပဲလှုပ်ဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မိသားစုနဲ့ခွဲမနေခြင်းနဲ့အတွက်ဘရာဇီးမှာပဲလှုပ်ဆောင်တာဖြစ်တဲ့အကြောင်းပြီးခဲ့တဲ့ရက်ပိုင်းတွင်းကအင်တာဗျူးမှာထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်ရူနိုဆေးပါနဲ့ဂျိုရှွာဘန်တို့ဟာမလတော်မှာကျင်းပခဲ့တဲ့ UFC 330တာတီပြိုင်ပွဲမှာကလေးကထိတ်တိုက်တွေ့ကြကြမှာပါ။အဲဒီတုန်းကရူနိုဆေးပါကနှုတ်ထွက်သွားတဲ့အတွက်ဂျိုရှွာဘန်ကဂျပန်လူငယ်ဖိုက်တာရေးဆူရီယာနဲ့ပြောင်းလဲထိုးတက်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီတုန်းကဘလို့ကြောင်းရင်ကြောင့်နှုတ်ထွက်ရတာလဲဆိုတာသတင်းတွေကဖော်ပြခဲ့ခြင်းမရှိပါဘူး Bruno Silva ကတော့လက်ချောင်းကျိုးဒဏ်ရာနဲ့နှံရိုးကျိုးဒဏ်ရာရရှိသွားတဲ့အတွက်သူကနှုတ်ထွက်ရတာဖြစ်တဲ့အကြောင်းသတင်းသမားတွေကိုပြန်လည်ရှင်းပြလာခဲ့ပါတယ်။ဒီချိန်ထဲမှာပဲ Joshua Ban ကိုအမောက်သိပ်ပြမဲ့အကြောင်းအခုလိုစတင်ကြွေးကြော် လာခဲ့ပါတယ်။ဒီကောင်ကအကျုံးမာတဲ့ကောင်မှအသက်က23နှစ်ပဲရှိသေးလို့အရင်လဲငယ်သေးပါတယ်။ဒါပေမဲ့နိုင်ပွဲတွေအများကြီးရယူထားပြီးပါပြီ။ ရန်ကီနံပါတ်14နေရာကိုတောင်ရောက်ရှိနေတဲ့ကောင်မှတက်လုံးမိုင်းကောင်းတဲ့ဘောက်စင် ထိုးပုံနဲ့အတော်ကောင်းတဲ့ခြာဒိတ်ပါဒါပေမဲ့ဒီပွဲမှာတော့မှောက်သိပ်ခံရပါလိမ့်မယ်ကျွန်တော်ကနောက်ထပ်ဘောနပ်စုကိုတောင်သိမ့်ပိုက်သွားအောင်မှာပါလို့ကြွေးကြော်သွားခဲ့ပါတယ်ဂျိုရှွာဘန်နဲ့ဘရူနိုဆေးပါတို့ရဲ့ကိုယ်ရေးဆိုင်ရာအချက်လက်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်အသက်အရွယ်အဖြစ်အရင်ကြီးကွာဟနေပေမဲ့ကျန်တဲ့ပိုင်းတွေမှာတော့တိတ်ပြီးကွာဟချက်မရှိပါဘူး။ ဘရူနိုဆေးဘာကလောလောဆယ်35နှစ်ရှိပါပြီဂျိုရှွာဘန်ကတော့23နှစ်ပဲရှိသေးပါတယ်ဒါကြောင့်မို့လို့ဒီဖိုက်တာနှစ်ယောက်အကြအသက်ကွာဟာချက်က10နှစ်ကျော်ကြီးများအထိတောင်ရှိပါတယ်သို့တော့ MMA ပွဲတွေ့ကြုံအားဖြင့်ရှင်းကြည့်လိုက်မယ်ဆိုရင်တော့အရင်ကြီးကွာဟာတာမဟုတ်ပါဘူးနောက်ဆုံးဟာ UFC ကောင်းဆယ်အောက်မှာတယောက်က9ပွဲထိုးဘရူနိုဆေးဘာကတော့10ပွဲထိုးသက်ထားပါတယ် ယောရှုအဘန်ကသူ့ရဲ့ UFC Fighter ဘွားမှာစုပေါင်း9ပွဲထိုး6ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။ Bruno Silva ကတော့သူ့ရဲ့ UFC Fighter ဘွားမှာစုစုပေါင်း10ပွဲထိုး4ပွဲနိုင်3ပွဲရှုံးတပွဲပွဲပြည့်ရလက်ပိုင်ဆိုင်ထားတဲ့သူပါ။ဒါကြောင့်မလို့ UFC အတွေ့အကြုံပိုင်း UFC ရလက်ပိုင်းအဖြစ်ရှင်းကြည့်မယ်ဆိုရင် Joshua Ban ကတောင်ပိုပြီးကောင်းနေပါတယ်။ ုပိုင်းဆိုင်ရာကိုယ်ရဲ့အချက်လက်တွေကိုနှိုင်းရှင်းကြည့်ရမယ်ဆိုရင်တော့ Joshua Ban ကအရက်မြင့်၅ပေ၅လက်မှရှိပါတယ်။ Bruno Silva ကတော့၅ပေ၄လက်မှပဲရှိတာပါ။ Deep Fighter နှစ်ယောက်ရဲ့ Latin Reach က65လက်မှချင်းတူပါတယ်။ဒါကြောင့်မလို့ Joshua Ban ဟာဒီကြိမ်မှတော့သူ့နဲ့ Side to Guide to Fighter မျိုးနဲ့ရင်ဆိုင်ထိုးတက်ရမယ်လို့ပြောလို့ရှိရနေပါပြီ ဆက်လက်ပြီး Ian Carey က Leon Edward အနေနဲ့ Professional Fighter ဘွားကနေအနာယူသင့်ပြီးဆိုပြီးတိုက်တွန်းလိုက်တဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်။မြိတ်တမ်းများခင်ဗျာ။ Deep Fighter နှစ်ယောက်ကရခိုင်ကလေးကအစိမကက်ခဲ့ဘူးဆိုတာကျွန်တော်တင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကသက်သေခံလျက်ရှိပါတယ်။ရခင်ကသူတို့နှစ်ယောက်အတူတူလေ့ကျင့်ခဲ့ပြီးအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့အပြန်အလှန်စကားများခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ EN Gary က Leon Edward အနေနဲ့ Professional Fighter ဘွားကနေအနာယူသင့်ပြီဖြစ်တဲ့အကြောင်းအခုလိုတိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်သား Leon Edward ဆိုရင်အခုချိန်မှအနာယူလိုက်ပါပြီ။သူမှဒီကစားနည်းပေါ်ချစ်တဲ့စိတ်လုံးဝမရှိတော့ပါဘူး။ပြီးတော့နောက်ကတက်လူဖိုက်တာတွေနဲ့လည်းပခုံးချင်းရှင်ပြိုင်နိုင်တဲ့ပုံစံမျိုးကင်းမဲ့သွားပါပြီ။အဲဒီတော့ငါကပချင်မြင်ဖြစ်ခဲ့ဘူးတဲ့ဆိုပြီးဗာမင်ကန်ကလက်မတွေထပ်မလှည့်ပက်လိုက်ပြောနေတာပူကားပါတဲ့။ တကယ်ဆိုရင်ကနေဒါမှာကျင်းပခဲ့တဲ့ UFC 350ပြိုင်ပွဲမှာသူကချန်ပီယံဘက်စိန်ခေါ်သူဖြစ်နေရမှာပါ။ဒါပေမဲ့ promotion ဘက်ကတော့လက်ချိုးပြီးတစ်နှစ်လောက်နားနေရတဲ့ fighter ကိုပဲလှမ်းခေါ်ပြီးအခွင့်အရေးပေးလိုက်တယ်လေ။ဒါကသူတို့စီးပွားရေးမှုသူတို့ကြိုက်တာသူတို့လှုပ်တာပါပဲ။ကျွန်တော်ကတော့အဲ့ဒီပွဲမှာဘက်ကဖိုက်တာဖြစ်ရှိခွင့်ရတာလက်ဆောင်တစ်ခုရလိုက်တယ်လို့ပါပဲလို့ပြောဆိုသွားခဲ့ပါတယ်။ဒါကပညာသားပါပါနဲ့လီယွန်အက်ဒဝတ်ကိုထိုးနဲ့သွားခဲ့တာပါ။ လိုအပ်တဲ့အချိန်မှာသူ့အနေနဲ့အစားထိုးပေးနိုင်တဲ့စွမ်းဆောင်ရည်မျိုးမကြံတော့တဲ့အကြောင်းကိုကိုကွန်ကွက်ကွက်မိမောင်းထိုးပြသွားတာဖြစ်ပါတယ်။လီယွန်အက်ဒဝတ်ဟာချက်မြန်ကပတ်ကိုလက်လွတ်လိုက်ရပြီးကတည်းကခုချိန်ထိပုံစံကောင်းနေပြသနိုင်ခြင်းမရှိပါဘူး။ရှောင်းဘရဒီနဲ့ပွဲမှာလဲအပြတ်သက်ကြီးနဲ့ကိုရှုံပေးလိုက်ရတာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ကတော့လာမယ့်ဩဂုတ်လ၁ရက်နေ့မှာကျင်းပမယ့်1534ပြိုင်ပွဲအတွက်အဓိကကောင်းပွဲကြီးကိုခြားပြလိုက်ပါပြီ။ ရဂီအန်အာဆဲကသူ့ရဲ့မွေထိုင်းချန်ပီယံကပ်ကာကွယ်ပွဲအဖြစ်အင်္ဂလန်ဖိုက်တာဂျော့ဂျာဘင်နဲ့ရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်ဒီညမှာတတိထားမိတဲ့အချက်ကရဂီယန်အာဆယ်ဟာအခုနောက်ပိုင်းမှာကျဉ်ကျဉ်ပန်ပန်ပွဲတွေစိတ်လာပါတယ်။ဘိုယခင်နှောင်းကတော့သူ့ရဲ့ပွဲတွေကတစ်နှစ်မှတစ်ကြိမ်နှစ်ကြိမ်လောက်ပဲတွေ့ရတာပါ။တိုးတော်လက်ရှိမှာတော့ဒီနှစ်ထဲမှာတင် သူ့ဟာပွဲတွေတော်လေးခက်စိတ်စိတ်ထိုးလာနေရပါပြီ။ တစ်ချိန်တည်းမှာဒီပြိုင်ပွဲက Amazon Prime မှာထုတ်လွှင့်ပြသမဲ့ပြိုင်ပွဲမျိုးဖြစ်သည့်တိုင်အောင်မွေးထိုင်းချန်ပီယံကပတ်စိန်ခေါ်ပွဲပဲထည့်သွင်းလိုက်တာပါဝမ်ချမြန်ရှိကအဲ့ဒီပြိုင်ပွဲတွေအတွက် MMA တွဲဆိုင်တွေကိုအရင်ကလောက်အားစိတ်ထည့်သွင်းခြင်းမရှိတော့ပါဘူး